ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ရရင်လက်ရှိမှာ Manchester United ရဲ့ဘက်ကတောင်မန်ကစားသမားဖြစ်တဲ့ Jadon Sancho ကိုပေါင်တန်း30ရတာနဲ့လက်လွတ်မယ်ဆိုပြီးတော့သတင်းတွေလွှင့်ထားတယ်။ဒါအပြင် Sancho နဲ့ပတ်သက်ရင်အရင်လိုပေါင်25သန်းလားတန်း30လား35သန်းလားဒါမျိုးတွေသတင်းအုံအုံတောင်းတောင်းထွက်နေရင်းကနေ Sancho ကိုကျွန်တော်တို့လက်လွတ်ဖို့အတွက်ပေါင်တန်း30ဟာလုံလောက်တယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေကထုတ်ပြန်လာတယ်။ Chelsea နဲ့တော့ငါတော့ဗောနော်ကျွန်တော်ပေါင်20နဲ့5သန်းနဲ့သဘောတူညီခဲ့ရရှိခဲ့တာဗောလေဒါပေမဲ့အတင်းဘက်ကလက်ရှိမှာတန်း30ဒီလိုချင်နေဆိုပြီးတော့တုံ့ပြန်ထားတယ်ဆိုတော့ကျွန်တော်အနေနဲ့ဘယ်အတင်းကခေါ်မလဲခေါ်ချင်တဲ့အတင်းနေနေနဲ့ကျွန်တော်ဒါဂျီရန်ဆန်ချိုကိုပေါင်တန်း30ပေးပြီးတော့ခေါ်ရဖို့ရှိတယ်ပေါ့ဆိုတော့ဆန်ချိုရဲ့အပြောင်းရွှေ့ကတန်း30ဆိုရင်တကယ်တမ်းကခက်မြန်မြန်ဖြစ်တဲ့နေမှာပါတယ်ဒါပေမဲ့ညီကတို့အားလုံးသိလို့ပဲဆန်ချိုနဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့ကခက်မြန်မြန်ဖြစ်ဖို့မရှိဘူးသူဒီပင်တော့ကစားမဖြစ်သူရဲ့ တပတ်ကို3သိန်းခွဲလောက်ရနေတဲ့လောက်ခလာစာကဘယ်အုံနောက်ရှိတဲ့အသင်းကမှကျွန်တော်ပေးပြီးတော့ခေါ်မှာမဟုတ်ဘူးဗျာစန်ချူရဲ့ဘက်ကလည်းကျွန်တော်မနီးကကျွန်တော်ပြောခဲ့တယ်လို့ပဲဂျီနန်စန်ချူရဲ့ဘက်ကလည်းလာစာတွေပါအများကြီးရှော့ယူဖို့မရှိဘူးဆိုတော့ဒါဟာတော်တော်လေးကိုတိုင်ပတ်စရာဖြစ်နေတာအဲတော့ဂျီနန်စန်ချူနဲ့ပတ်သက်တယ်လို့ရှိရင် United ကအပြောင်းအရွှေ့မြင်မြင်ဖြစ်ဖို့အတွက် ကျွန်တော်အရှုံးခံမှကျွန်တော်ရတော့မှာပေါ့နော်ဆန်ချိုနဲ့ပတ်သက်လို့ရှင်လဲအမျက်တော့ထွက်ဖို့မရှိပါဘူးလို့နော်ကျွန်တော်တို့ဒီအိုလီဂနာဆိုရှယ်ကိုတိုင်းကိုကပဲအပြောင်းရွှေ့အတွက်ကိုပဲကျွန်တော်နှစ်နွေရာဒီနှစ်ခုအချိန်ပေးပြီးတော့ဆန်ချိုကိုပေါင်80နဲ့နှစ်တန်းနဲ့ကျွန်တော်ရအောင်ခေါ်ခဲ့ရတာအတင်းကိုရောက်လာတဲ့အခါမှာဘာမှကျွန်တော်နေတုံးလို့မရဘူးပေါ့နော်ပြက်တနာရီတက်တယ်နီးပြရီနဲ့အဆင်မပြေဖြစ်တယ်အငားချခံရတယ်အငားချတဲ့အတင်းငင်းကလည်းအပြစ်တက်မခေါ်ချင်ကြဘူးချယ်ဆီမှလည်းတရားဒီလုံးအငားသွားကစားတယ် ိုးတက်လာတာဘာမှမရှိဘူး။ Chelsea ဘက်ကအပြစ်သက်ခေါ်ချင်တာတောင်းပါဗျာ။လာစာရှော့မယူနိုင်လို့ဆိုတဲ့ပုံစံမျိုးနဲ့အသင်းထံပြန်ရောက်လာတယ်။အခုအသင်းဘက်ကတန်း30နဲ့ရောင်းချမယ်ဆိုပြီးတော့ဈေးတွေရှော့ထားတာတောင်းမှအခုချိန်ဒီဆန်ချူရဲ့လာစာကိစ္စကြောင့်ပဲဘယ်သူကမှခေါ်ဖို့အတွက်ထိထိရောက်ရောက်ကျူးပန်းနေတာမရှိဘူး။ဒါပေမဲ့လည်းလို့ပေါ့နော်။ Sorry Club တီရဲ့ဘက်ကချင်းကပ်မှုတွေရှိလာတယ်ဆိုလို့ရှိရင်တော့အတင်းဘက်ကအတိုင်းတာတစ်ခုတည်းတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။နာပူလီရဲ့ဘက်ကလည်းဂျီဒန်ဆန်ဂျူကိုတကယ်လိုချင်နေတယ်။ဆိုတော့ ဂျီရန်ဆန်ကျူရဲ့ပတ်သက်အပြောင်းအရွှေ့နဲ့ပတ်သက်ရင်နာပိုလီရဲ့ဆိုရီအာရီပြကလက်တင်နီရဲ့ဘက်ကကြိုးပမ်းမှုကိုပဲကျွန်တော်စောင့်ကြည့်ရတော့မှာတကယ်အများကြီးအချိန်ကြီးကောင်းမှုပဲမျှော်လင့်ရမယ်ဆန်ကျူကိုရောင်းထုတ်နိုင်ဖို့ပဲကျွန်တော်မျှော်လင့်နေပါတော့ဆက်နောက်ထပ်အန်ဘူမိုနဲ့ပတ်သက်တဲ့သတင်းကတော့ကျွန်တော်ဒီဘယ်လိုပြောမလဲရူဒီကနေပြီးတော့ရူဒီကလက်တီကနေ report လောက်လာတာပေါ့နော်အဲစပါအသင်းရဲ့ဘက်ကတော့ဒေါမန်ကစားမဖြစ်တဲ့ဘရန်ဘူးရဲ့အမ်ဘူမူကိုခေါ်ဖို့အတွက်လက်ရှိမှာကြိုးပမ်းမှု လုံးဝအရှိဆက်တော့မှာမဟုတ်ဘူးပေါ့နော်အဓိကတော့စပါအနေနဲ့အမ်ဘူမိုကိုရဖို့အတွက်မန်ချက်စတာယူနိုက်တက်နဲ့ရှင်ပြီးတော့ခေါ်ဖို့အတွက်ဟာခေါ်မယ်ဆိုရင်ပေါ့နော်သူတို့အတွက်တော်တော်လေးကိုအချိန်နေနေနေတာ ကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်အဲဒါကြောင့်စပါအနေနဲ့သူတို့အနေနဲ့တကြီးဘရိုင်ယန်အမ်ဘူမိုကိုခေါ်ဖို့အတွက်ဆိုရင်လုံးဝပေါ့နော်ဒီရှင် United နဲ့ရှင်ခေါ်ဘူးမလွယ်ဘူးတကြောင်လက်လျှော့လိုက်ပြီဆိုတဲ့သဘောမျိုးပါအဲကျွန်တော်ကတော့ဒါကိုတတိချအကြီးရောပေါ့နော်အမှန်တမ်းပြောကျွန်တော် personally ကကျွန်တော်မယုံသေးဘူး ဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲ United ကိုအမှန်တကယ်ရှင်ခေါ်ခြင်းနေဆိုရင် စပါးမှာရှင်ခေါ်နိုင်စွမ်းရှိတယ်ကျွန်တော်တို့ခုနကပြောတဲ့ကစားသမားကိုယ်တိုင်းကအသင်းကိုပို့ပြီးတော့ဦးစားပေးပြောင်းခြင်းနေဆိုတာတစ်ချက်လောက်ပဲတော်တော်လေးတိုင်ပတ်နေတာအဲ့တစ်ချက်ကလည်းတော်တော်ကြီးတယ်ဟိုစပါးတွက်ကပေါ့နော်ဟိုကစားမားကမှမလာခြင်းတာငါတို့ဘလို့သွားခေါ်မလဲဆိုတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့လို့ဗျာစပါးမှာကကိုယ်ဒီမရှိတဲ့အားသာချက်တွေရှိတယ်ခုနကပြောသလိုပဲနံပါတ်1ကျွန်တော်နေပေါ့နော်ဥရောပဝင်ခွင့်ကျွန်တော်ရတယ် ပို့ပြီးတော့ကစားမကောင်းနေများတယ်နံပါတ်2သူ့ရဲ့ဒါ boss ဖြစ်တဲ့ကျွန်တော် Thomas Frank ကလည်းစပါးနီးပြကျွန်တော်ဖြစ်သွားပြီဆိုတော့သူနဲ့ immediate အချင်းကြီးကောင်းခဲ့ဘူးတဲ့နီးပြဗျာသူသွားပြီးတော့မပူပေါင်းခြင်းပဲကျွန်တော်မနေဘူးစပါးမှာအဲ့တလူမျိုးကျွန်တော်နေပေါ့နော်ဒီအွာတွေရှိတယ်ဒါအပြင် brand ဖို့ရဲ့ဘက်ကတောင်းတဲ့ဈေးကိုကျွန်တော်တို့ပေးနိုင်နေဆိုတာတဲ့စပါးဟာပူပေးနိုင်စွမ်းရှိတယ်။အဲဒါမျိုးတွေဆိုတော့ဒါကြောင့်ကြည့်ရရင် United အတွက်ပူတာတဲ့အားသာချက်တွေလည်းစပါမှာအန်ဘူမူခေါ်ဝန်းနဲ့ပတ်သက်ပြီးတော့ရှိနေတယ်။ဒါပေမဲ့ United မှာပူကောင်းတာကကစားမဖြစ်သူနဲ့ပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုရဖို့မခက်ခဲဘူး။ကစားမကိုယ်တိုင်ကအသင်းကိုဦးစားပေးပြောင်းချင်တာ။အဲကြောင့်ဒီအပြောင်းရွှေ့ဟာ United အတွက်အာသန်တာဖြစ်လာပြီးတော့စပါကလည်းငါတို့တော့ဟေ့နော်ရှင်ခေါ်နိုင်စွမ်းမရှိတော့ပါဘူးလေဆိုတဲ့ပုံစံမျိုးနဲ့ရှေ့မဆက်တော့ဘူးဆိုတဲ့သဘောမျိုးသူတို့ရေးထားတာ။စောင့်ကြည့်ရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။ကစားမရဲ့ဘက်ကတော့ဦးစားပေးရွေးချယ်စရာတော့ United ပဲ။ တိုးတော်လည်းပဲလုံးဝကျန်တဲ့အသင်းတွေကိုမပြောင်းပါဘူးကွာဆိုတဲ့ပုံစံမျိုးတီးသူကဖြစ်ထားတာမဟုတ်ဘူးဒါကြောင့်ဒီအပြောင်းအရွှေ့ကတော့ပေါ့နော်ကျွန်တော်စောင့်ကြည့်အောင်မယ်အန်ဘူမူကိုလည်းရှိမှာစပါဘာကခေါ်ဖို့အတွက်နောက်ဆုတ်သွားပြီဆိုပြီးတော့တတိယနေဖို့ပြလာတဲ့ United အနေနဲ့တကယ်ဒီစာမပြစ်သူကိုဘယ်တော့မှအပြည့်အဝရအောင်ခေါ်နိုင်မလဲကျွန်တော်ကြည့်ရတော့မှာပေါ့လေညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲအန်ဘူမူကိုကျွန်တော်တကယ်ပဲအရာခေါ်နိုင်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်